အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ဒါကျွန်တော်တို့မနေ့ကင်းကနေပြီးပြန်လေပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေစုမကောင်းတောင်းပေးလိုက်ရပါတယ်အဲဒီနေ့မနေ့မှာတော့ကျွန်တော်တို့ဒါ liverpool ရဲ့ဒါသတင်းနဲ့ဒါကျွန်တော်မနေ့ကင်းမှာဆက်လိုက်တယ် liverpool ရဲ့ breaking news တွေသတင်းနဲ့စပြီးပြောချင်တယ်ပေါ့နော်အဲ liverpool အသစ်တွေနဲ့အခုလက်ရှိမှာဒါတည်ကြတဲ့အတိုင်းပဲဒါ ကစားသမား၂ယောက်ကိုစာချုပ်သက်တမ်းတို့ဖို့အတွက်အကြီးအကျယ်ကြိုးစားနေတာတခုကိုကစားသမား၁ယောက်ကိုလာမယ့်ဆောင်းရာသီမှာဝယ်မှာကိုကစားသမားဒီကဒါဘာတွေလုပ်မှာလဲဆိုတဲ့ဥစ္စာတွေကိုကျွန်တော်လက်ရှိမှာလစ်ဗာပူးရဲ့သတင်းတွေကတော်တော်လေးကိုဒါကျွန်တော်အခုချိန်မှာပေါ့နော် တော်တော်လေး populated ဖြစ်နေတာတွေ့ရမယ်အဲ့တော့ liverpool တင်းတဲ့ညကဒါကျွန်တော် breaking news တစ်ခုထွက်လာခဲ့တာက liverpool ရဲ့ဒါကွင်းလယ်ကစားသမားဖြစ်တဲ့ဒါ graven back ကိုတော့ liverpool အင်းကစာချုပ်တက်တန်းတိုးဖို့အတွက်တော်တော်လေးကိုအချိန်ဒီဒီကောင်းနေပြီဆိုပြီး liverpool ဘက်ကနေတဲ့ဒင်းနေတက်လာခဲ့တာတွေ့ရမယ်လက်ရှိမှာ ryan graven back အနေနဲ့ဒါ liverpool အင်းနဲ့စာချုပ်တက်တန်းရ2028တိရှိသေးခဲ့ပေမဲ့ကစားသမားကိုလက်ရှိမှာဒါကျွန်တော်တော်တော်များများအသေးတွေကဒီစိတ်ဝင်စားမှုတွေကိုပြုလာခဲ့တဲ့အတွက်ကြောင့်မို့ graven back ကလက်ရှိမှာ liverpool အင်းကနေပြီးစာချုပ်တက်ကန့်လန့်ဖို့အတွက်ပြင်ဆင် င်လာခဲ့တာဖြစ်တဲ့လက်ရှိရနေတဲ့လာဇာတက်ပို့ပြီးတော့များတဲ့လာဇာနဲ့အတူကောလက်ရှိမှာစာချုပ်တက်တန်းအစ်စ်နဲ့ကောလူပဝုဘက်ကတရားဝင်စာချုပ်ကန့်လန့်မှုအတွက်ပြင်ဆင်မှုတွေကိုပြုလုပ်လာတယ်လို့သိရတဲ့မှာပါတယ်ဒါလက်ရှိမှာတော့ကျွန်တော်တို့ဒီကစားသမားကို represent လုပ်တာ Raul Aro Osu က represent လုပ်တဲ့အတွက်ကြောင့်ဒီကစားသမားနဲ့တခြားသောအသင်းတွေနဲ့နာမည်ထွက်တာကသိပြီးတော့မထူးဆန်းဘူးပေါ့နော်အဲ့တော့ပထမတစ်ချက်နေတဲ့ Graven Back ကိုစိတ်ဝင်စားတဲ့အသင်းတွေကဘယ်အသင်းတွေလဲ Graven Back ကိုလက်ရှိမှာစိတ်ဝင်စားတဲ့အသင်းကိုပြောပါဆိုရင်တော့ Real Madrid နဲ့ဒါကျွန်တော်သူ့ရဲ့အသက်ဟောင်းဖြစ်ခဲ့ဘူးတဲ့ Bayern Munich အသင်းကတော့ကစားသမားကိုခေါ်ယူဖို့အတွက်စိတ်ဝင်စား ားနေတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်အဲ့တော့လီဗာပူးတင်းကဒီကစားသမားဟွန်းဒီကအမြင့်မှန်နေပြန်အချင်းအဖွက်လာတာအဲ့ လေဘူးတင်းနဲ့ခုလက်ရှိမှာပေါ့နော်သူတို့အနေနဲ့ဒီကစားသမား2028ဒီစာချုပ်ရှိသေးခဲ့ပေမဲ့သူတို့အနေနဲ့ဒါ Louis Diaz လို့ဖြစ်မှာဆိုတဲ့အတွက်ကြောင့်မူစာချုပ်အသစ်ချုပ်ဆိုဖို့တော့ပြင်လာခဲ့တယ်။လက်ရှိမှာကစားသမားရဲ့လုခလာစာကလည်းအရေးကြီးမများသေးတဲ့အတွက်ကြောင့်မလို့ကစားသမားကိုလက်ရှိလာစာလည်းတူပြီးစာချုပ်တက်တန်းလည်းတူရင်းဆိုတဲ့ပုံစံမျိုးလုပ်ဖို့တော့လေဘူးတင်းကပြင်ဆင်လာခဲ့တယ်။လက်ရှိမှာဒါကျွန်တော်အခုမှပဲပေါ့နော်ကျွန်တော်လည်း Transfer Market ကိုတည်တည်ချာချာကြည့်မှာပဲသိရတဲ့အချက်ကဒါ sorry လီဗာပူးတင်းနေတဲ့ဒီကစားသမားကိုဒါကျွန်တော်တို့တော်တော်လေးကိုဒါအယောင်တင်ပေးလိုက်တဲ့သဘောမှရှိတယ်ဗောနော်ဘာလို့လို့ပြောရလဲလီဗာပူးတင်းစားဝယ်တော့က Ryan Graven Bat နေနဲ့ဒါကျွန်တော်တို့ဈေးကဒါကျွန်တော်တို့ transfer market ကမှာ Euro 35တန်ပတ်ချာလဲဝင်ငင်ကြပဲပေါက်ခဲ့တဲ့အနေထားမှာရှိတယ်ဒါကြောင့်မို့လဲ Bayern Munich အသင်းကလည်းဒီကစားသမားကိုဒါကျွန်တော် AECC ပဲရောင်းချခဲ့တဲ့သဘောမှရှိတယ်ဒါပေမဲ့လက်ရှိနောက်ပိုင်းဒါ Premier League ကိုလည်းရရှိခဲ့ပြီးနောက်ပိုင်းဒီနောက်ပိုင်း ခြေစွမ်းနေအရန်ပြခဲ့အချိန်မှာ Ryan Gavin Gavin ဘာလို့ Ryan Gavin အနေနဲ့အခုလက်ရှိဒါကျွန်တော်တို့ကွင်းလယ်အပိုင်းမှာဒါကျွန်တော်တို့ဗဟိုပြုခဲ့ပြီးတော့ Liverpool အသင်းရဲ့ဒီနှစ်မှာလည်း underrated ဖြစ်နေခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့တယ်။ဒါကြောင့်မို့လို့ရှိမှာဒါကျွန်တော် current market value ရဒါကျွန်တော် Euro တန်90ဈေးပေါက်ခဲ့နေတာဖြစ်တယ်။အဲကြောင့် Liverpool အသင်းကလက်ရှိမှာကယ်၍ရောင်းဖြစ်ခဲ့မယ်ဆိုတော့တကယ်မတန်ဆဈေးကြီးခေါ်ဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ဒါပေမဲ့ Liverpool အသင်းကလက်ရှိမှာလုံးဝရောင်းမှုမရှိဘူး။ဒါပြင်ခုနလက်ရှိခုန breaking news တစ်ခုပြောရမယ်ဆိုရင်တော့ Liverpool အသင်းက Gravan Bank နဲ့စာချုပ်အသစ်ချုပ်ဆိုမှုအတွက်တော်တော်လေးကို အခြေအနေတွေကောင်းနေပြီဆိုပြီးတော့သတင်းတွေထွက်ပေါ်လာခဲ့တာတွေ့ပါတယ်။နီကိုရှာယာရဲ့ပြောပုံအရဆိုရင်တော့လက်ရှိမှာလီဗာပူးသင်းကခုလက်ရှိရနေတဲ့လာဇာတက်35ရာခိုင်နှုန်းပိုပေးမဲ့အပြင်ကိုကစားသမားရဲ့စာချုပ်ကို2030 plus 1 2031ပုံစံမျိုးထိချုပ်သွားဖို့အထိပြင်ဆင်လာခဲ့တာဖြစ်တယ်။ကစားသမားကလည်းရှိမှာလီဗာပူးအသင်းမှာပဲပြောရွှေပြီးလက်ရှိရရလက်ပိုင်းဖော်မရအနည်းနဲ့အများအားနေနေတယ်ဆိုပေမဲ့ကစားသမားနေလက်ရှိမှာလီဗာပူးအသင်းမှာပဲပျော်ရွှင်နေတယ်ဆိုတာကိုတော့သိရမယ်တဲ့မှာပါတယ်။လီဗာပူးအသင်းနေအခုလက်ရှိမှာဒါကျွန်တော်တို့ဒီကစားသမားကိုတော့ဒါ ရေရှည်ရတိုင်တော့လို့ပြီးတော့ဘယ်အသင်းကမှအသင်းကနေပြီးတော့တရက်ဝင်ထွက်ခွာဝင်ပေးဖို့အတွက်လုံးဝအစီအစဉ်မရှိဘူးလို့သိရတယ်တမပါတယ်အဲလက်ရှိမှာ Gravenberg ကတော့ Liverpool ပြည်သက်တွေကတော့ကျွန်တော်တို့အခြေအနေအထိ အခြေအနေအများကြီးဒီကျွန်တော်ဆက်လက်ပြီးမြင်အောင်မယ်လို့မြင်နေလီဗာပူးတင်တဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ကွင်းလေကစားသမားဒါကျွန်တော်တို့ Graven Bag ကြီးကိုပဲဒါကျွန်တော်တို့လက်ရှိလီဗာပူးတင်ကရီယမက်တွေကစိတ်ဝင်စားနေမှုပဲနဲ့ McAllister ကလည်းစိတ်ဝင်စားမှုတွေကိုရှိနေတဲ့သဘောမှရှိပါဒါပေမဲ့ Graven Bag ကတော့ရှင်းပါလက်ရှိမှာလီဗာပူးတင်နဲ့စာချုပ်တင်ချုပ်ဆိုဖို့တော့တော်တော်လေးကိုနှိစက်နေပြီဖြစ်ပြီးတော့ဒါလက်ရှိမှာစာချုပ်တက်တဲ့ရ90ဒါ plus 1ပုံစံမျိုးလည်းတွားဖို့ရှိရကြောင်းလီဗာပူးပြိတ္တတွေနဲ့ Graven Bag ကိုရေရှည်ရဆက်ပြီးတော့ထပ်ပြီးတွေ့ရဖို့ရှိပါသေးတယ်နောက်တစ်ယောက်အနေနဲ့လက်ရှိမှာစာချုပ်တက်တဲ့တိုးဖို့တော့ဒါအနှိစက်နေခဲ့တဲ့တယောက်ကတော့လက်ရှိမှာဒါကျွန်တော်တို့ Graven Bag နဲ့စာ ုတက်တန်းကုန်မဲ့အခြေအနေတွေတူပြီးတော့ transfer market value လည်းမြင့်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးဒီနှစ်မှာအကောင်းဆုံးကစားသမားတစ်ယောက်လို့တော့ပြောလို့ရမယ့်ကစားသမားဖြစ်နေတဲ့ကစားသမားကိုပြောရမယ်။အဲ့ဒါက Dominic Sobo slide ချင်းကစားသမားလေးပေါ့နော်။ဒါကြတော့လက်ရှိ Hungary နိုင်ငံအသင်းနဲ့တူဒါကြတော့ပူပူလောလောတိုင်နေပတ်သွားခဲ့တယ်ဒါကျွန်တော်တို့ Dominic Sobo slide နေနဲ့လက်ရှိ Liverpool နဲ့စာချုပ်ချုပ်ဆိုဖို့အတွက် Nissan နေပြီဆိုတဲ့သတင်းတွေလည်းထပ်မံပြီးထွက်ပေါ်လာခဲ့တယ်။သူလည်း Gravenberg ပုံစံမျိုးပဲစာချုပ်တက်ရနှောင်း28ရှိနေသေးတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဘာလို့ Liverpool တင်းကစာချုပ်တက်တန်တိုးဖို့အတွက်ကြိုးစားနေလဲဆိုတော့ Dominic ိုဘိုစလိုက်ကိုလည်းခေါ်ယူခြင်းနဲ့ကလပ်တွေရှိနေတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေကြတာတွေ့ရမယ်။ဒေါမီနိုဆိုဘိုစလိုက်ကလက်ရှိဒီနှစ်လီဗာပူးအသင်းမှာဒါခြေစွမ်းနေရတာကျွန်တော်တို့အသင်းကိုယ်တိုင်ကတိုင်ပတ်နေခဲ့ပေမဲ့ဒီဗာပူးအသင်းနဲ့တူတာဒီနှစ်မှာအကောင်းဆုံးနဲ့ အကောင်းဆုံးကစားသမားကျွန်တော်တက်ကပါဘောနော်လေဗချီဒီနှစ်မှာဒါဒိုမလစ်ဆိုဘိုစလိုက်အကောင်းဆုံးဒါလေဗဘူးကစားသမားတက်ရောက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့လေဗဘူးတင်ကလည်းစာချုပ်သက်တမ်းတူဘူးတက်ခုလက်ရှိမှာတရားဝင်ကြိုးစားနေတာဖြစ်တယ်ဒါဂရမ်ဘတ်နီဒူပဲကစားသမားနဲ့လက်ရှိမှာစာချုပ်သက်တမ်းတူဘူးအတွက်ဒိုမနစ်ဆိုဘိုစလိုက်နဲ့တော်တော်လေးကိုအခြေအနေကောင်းနေခဲ့ပြီးတော့တော်တော်လေးကိုဒါကျွန်တော်တို့လက်ရှိမှာလည်း စာချုပ်တက်တန်းတူဖို့အတွက်အခြေအနေဒီပြီးနေဆိုတဲ့တဲ့တွက်ပေါ်လာခဲ့တယ်။ကစားသမားလက်ရှိမှာစာချုပ်တက်တန်းရ2028မှာဒါကျွန်တော်တို့ gravel map ပုံစံမျိုးကုန်မယ်။သူလည်းလက်ရှိမှာ gravel map ပုံစံမျိုးက2030 plus တနှစ်ဒါ2031ပုံစံမျိုးထိသွားဖို့အတွက်ဒါပြင်ဆင်လာခဲ့တယ်ဆိုတဲ့တဲ့တွေတောင်းတောင်းဖြားဖြားထွက်နေခဲ့တာကိုတွေ့ရမယ်။အဲကစားသမားနှစ်ယောက်ဒါကျွန်တော်လက်ရှိမှာ Liverpool team က3ရဲ့ queen လေအဓိကအားကိုးနေရကစားသမားနှစ်ယောက်ကိုစာချုပ်တက်တန်းတူဖို့အတွက်လက်ရှိမှာအခြေအနေဒီကောင်းနေတာဖြစ်ပြီးတော့ဒီကစားသမားကလည်းမကြခင်မှာစာချုပ်ချုပ်ဆိုနိုင်မယ်ဆိုတာကိုလည်းသူတို့အနေနဲ့ confident ရှိနေတယ်ဆိုတဲ့တဲ့တွေတောက်လျှောက်ထွက်ပေါ်လာခဲ့တာကိုတွေ့ရမယ်။ ော့ Liverpool သင်းရဲ့ဒီနေ့မနေ့ breaking news ကတော့သူတို့ရဲ့အဓိကကွင်းလေကစားသမား၂ယောက်ကိုသူတို့စာချုပ်သစ်ချုပ်ဆိုဖို့အတွက်နှိစက်နေတယ်ဆိုတဲ့သတင်းလေးနဲ့ဒီမနေ့ကင်းသတင်းလေးကိုစတင်ခြင်းနဲ့နောက်တစ်ခုကလက်ရှိမှာ Liverpool သင်းနဲ့သူတို့ရဲ့ left wing တွေရာအတွက် Seminyo ကသတင်းတွေကပို့ပို့ပြီးတော့သတင်းတွေရာ hot ဖြစ်လာခဲ့တာတွေ့ရမယ်။လက်ရှိမှာ Seminyo ကိုစိတ်ဝင်စားတဲ့ club တွေထဲမှာ Tottenham Hotspur နဲ့ Manchester City အသင်းပါပဲမယ်။ Seminyo ကိုခေါ်ယူနိုင်ဖို့အတွက်လက်ရှိမှာရှေ့ဆုံးကပြီးနေတာတော့ Liverpool လို့ဒါသတင်း source တွေရာသိရတယ်မှာပါတယ်။မနေ့က Fabrizio Romano ရဲ့ podcast ရဲ့ပြောဖို့ရဆိုရင်တော့ Seminyo ကလက်ရှိမှာဒါ ါစာချုပ်ဖြတ်သိမ်းခြင်းဒီနှစ်ဆောင်ရသည်မှာခေါ်မယ်ဆိုရင်တော့65သန်းလာမယ့်နှစ်ရသည်မှာခေါ်မယ်ဆိုရင်တော့ပေါင်တန်း90အထက်လောက်ပဲရှိမယ်လို့သိရတယ်မှာပါအဲ့တော့ဒီနှစ်ဆောင်ရသည်မှာလီဗာပူးသင်းက left wing ကစားသမားလူအပ်ချက်ရတာကျွန်တော်တို့ အန်တိုနီယိုဆမန်စ်နိုကိုခေါ်ဖို့အတွက်လီဗာပူးသင်းပြင်ဆင်လာခဲ့ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ထိုကနိုင်ဂျာဆရာကြီးငွမွေအင်ဒီကယ်လာရဲ့ရေးဖို့အရာဆိုရင်တော့ဒါကြောင့်လီဗာပူးသင်းကတရဝင်းအောင်မှဒီကစားသမားကိုကန့်လှမ်းပြီးပြီဆိုတဲ့သတင်းထွက်လာခဲ့တယ်။အင်ဒီကယ်လာကဒါတော့နိုင်တာငမြောင်းက6ဒါဆောက်လွဲတီတခါကျလုတ်တက်တဲ့အတွက်ကြောင့်မို့ဒါတိတ်ပြီးယုံရဖို့အတွက်ခဲရင်နဲ့ဒါပေမဲ့လက်ရှိမှာလီဗာပူးသင်းကသူတို့ဆမ်မီညိုကိုတကယ်ကိုစိတ်ဝင်စားနေတာဆိုတာကိုဖာဘီဂျီရူမာနိုကသူ့ရဲ့ Twitter ဆာမျက်နှာပေါ်မှာရေးသားထားခဲ့တယ်။လီဗာပူးသင်းကအခုလက်ရှိမှာပေါင်တန်း60 +5 တန်းဆိုတော့သူတို့အတွက်ခေါ်ယူနိုင်တဲ့ဘတ်ဂျက်ပမာဏဖြစ်ပြီးတော့ခေါ်ယူချက်မယ်ဆိုရင်တော့ဒီ60 +5 တန်းကိုစာ ချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးပေးတာတဲ့ဆိုင်လီဗာပူးကပေါင်3သန်းလောက်ပူပေးပြီးတော့ဒါကျွန်တော်ပေါင်သန်း60ကိုအရစ်ကြပုံစံမျိုးနဲ့လီဗာပူးအသင်းကပြုတ်လုသွားဖို့အတွက်ကြိုးစားသွားမယ်လို့သိရတယ်မှာပါပေါင်သန်း60ကို30ပထမဆုံးပေးမယ်ကျန်တဲ့ကျွန်တော်တို့ဒါ30ကိုဒါကျွန်တော်တို့ဟိုအရစ်ကြပေးပြီးတော့ပေါင်3သန်းထပ်ပြီးတော့ဒါကျွန်တော်ပေးမယ်အနေထားမှာရှိတယ်လီဗာပူးအသင်းကလည်းရှိမှာဒါကျွန်တော်ဆက်မီညိုကိုခေါ်ယူရေးတဲ့လက်ရှိမှာနံပါတ်1နေရာမှာဦးဆောင်နေခဲ့တယ်နောက်ကတော့လောက်နေတာတော်တန်ဟော့စပါအသင်းပေါ့နော်စပါအသင်းကိုရန်ကလည်းရှိမှာဒါ65သန်းပေးနိုင်တဲ့အသင်းတစ်သင်းဖြစ်ပေမဲ့ဒါလီဗာပူးနဲ့ရှယ်လာမယ်ဆိုရင်တော့ဒါကစားသမားကိုခေါ်ယူရေးမှာတော့ဒါလီဗာပူးက စပါတင်ကအားနေတာကိုတွေ့ရမယ်တဲ့မှာပါတယ်မိတို့ပင်စူစေကမူဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးလစ်ဘဘူးတင်ကဒါတွန်းအားပေးဖို့ရှိပြီးဒီနှစ်ဆောင်းရသည့်အပြောင်းရွှေ့မှာပဲတခါတည်းပြုလုပ်သွားဖို့တော့လစ်ဘဘူးတင်ကစူးစမ်းသွားမယ်လို့သိရတယ်မှာပါတယ်လာမယ့်နေရာဒီမှာဆိုဆမ်မီညိုရဲ့အပြောင်းရွှေ့ကပို့ပြီးတော့ခက်ခဲသွားပြီးပြီးပေါက်တန်း90နဲ့အထက်ဆိုရင်တော့ကစားသမားတော်တော်ဖို့အသိတော်တော်များများကကစားသမားကိုခေါ်ယူနိုင်သွားနိုင်တဲ့အခြေအနေကိုဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့အသင်းဘက်ကနေပြီးတော့လက်ရှိမှာဒီကစားသမားကိုခေါ်ယူရေးအတွက်ဆိုရင်တော့အခုချိန်ကလေးကစူးစမ်းသွားမှာဖြစ်တယ်လို့သိရတယ်မှာပါအဲ့လစ်ဘဘူးတင်ကဒါဆမ်မီညိုကိုလာမယ့်ဆောင်းရသည့် မှာတော့ဒါခေါ်ယူသွားဖို့တော်တော်လေးကိုကြိုးစားတော့မှဖြစ်ပြီးတော့လီဗာပူးသင်းလိုအပ်နေတဲ့လက်ဝင်းကစားသမားကဆယ်မီညိုတယောက်ဖြစ်လာမလားဆိုတော့ကိုတော့စောင့်ကြည့်ရမယ်ထဲမှာပါပါတယ်လီဗာပူးသင်းနဲ့ဒါကျွန်တော်တို့မတ်ဂါရီနဲ့ပတ်သက်ပြီးမြင်းမြန်ဆဆအလုပ်လုပ်ဖို့လိုတယ်ဆိုတဲ့သတင်းကိုတော့ဒါကျွန်တော်တောက်လျှောက်ဒါလီဗာပူးဘက်ကနေတော့တက်လာခဲ့တာတွေ့ရမယ်ဘာကြောင့်လဲမတ်ဂါရီကိုလက်ရှိမှာဒါဘာဆူနာအသင်းကဘိုင်ယန်မြူးနဲ့အသင်းကတရားဝင်စိတ်ဝင်စားမှုတွေကိုပြသနေပြီးဘိုင်ယန်မြူးနဲ့အသင်းကလက်ရှိလာမယ့်နေရာတည်တည်စောင့်မှုတော့မကြိုးစားတော့ဘဲနဲ့ဒီနေ့စောင်းရသည်မှာလီဗာပူးအသင်းလိုပဲဒါကျွန်တော်ငွေကြေးတစ်ခုအရာပေးပြီးတော့မတ်ဂါရီ ကိုခေါ်ယူသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်ဆိုတဲ့သတင်းတောက်လျှောက်ထွက်ပေါ်လာခဲ့တာဖြစ်တယ်။လီဗာပူးတင်းကလာမယ့်နွေရာသီလဒါကျတော့မက်ဂါယီကိုမဆောင်တော့ပဲဒီနေ့ဆောင်းဝါးဒီမှာခေါ်ယူသွားမယ်ဆိုတဲ့သတင်းကြားခဲ့ပြီးနောက်ပိုင်းမှာဘိုင်ယန်မြူးနစ်အသင်းကိုယ်တိုင်ကဒီလိုပုံစံမျိုးပြုလုပ်တော့မှဖြစ်တဲ့အတွက်ကြောင့်မို့လီဗာပူးနဲ့ဘိုင်ယန်မြူးနစ်ကြားထဲမှာဒီဟာနဲ့ပတ်သက်ပြီးဒါကျတော့တော်တော်လေးကို clash ဖြစ်ဖို့အတွက်များတယ်လို့မြင်တယ်။ Liverpool တင်းကလက်ရှိမှာ Maguire နဲ့ပတ်သက်ပြီး AC ပဲလို့မြင်တယ်။သူတို့နဲ့ကစားသမားနဲ့သူတို့ကပုံကိုကြီးရသဘောတူညီမှုရထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့တကယ်တမ်း comment ဆိုရင်တော့ Crystal Palace နဲ့ဈေးပြန်ညှိဖို့ပဲလူတဲ့အနေထားမှာရှိတော့သူတို့ကသူတို့ယုံကြည်တယ်။အဲ့တော့ Bayern Munich တင်းက Maguire နဲ့ဒါ Liverpool လို့ပုံကိုကြီးရသဘောတူညီမှုမရသေးတာတော့အဲ့ဒါကအမှန်ပဲဖြစ်တယ်။လောက်ပါပဲအားလုံးမကြွတူပါနဲ့။များများလေး clip ကြဖို့မမေ့ကြပါနဲ့ဗျ။များများ clip မှာများများနဲ့မှာဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်တော့နေ့နေ့ဖြစ်ပါစေ။စုံမောင်းအောင်တောင်းပြီးနေပဲကျွန်တော်နောက်မှာ AC တွေ့ကြတာပေါ့။ဒီပါဗျ။